ခနေ့73ရက်5လ2025မှာတိတုကပြည်တိုင်းများအတွက်ဘဝဆိုတာကိုရှုံးပေးမှရှုံးတာပါဆိုတဲ့အတွေးအမြင်လေးကိုလက်ဆင့်ကမ်းလိုပါတယ်။အရင်ရှိတဲ့ဇာတ်ကားကတော့မျက်စိအဆုံးနားအရှုံးပေါ့။နားကန်သွားရင်ဘဝရှုံးတယ်။မျက်စိကန်သွားရင်ဘဝဆုံးပြီလို့ယူဆထားကြပါတယ်။အဲ့ဒါဟာဘယ်ရောမဟုတ်တဲ့အတွက်လက်မခံလို့လည်းရပါတယ်။ တကယ်တော့မျက်စိအမြင်ကွဲတော်လဲပဲဘဝကိုအရှုံးမပေးလို့ရှိရင်ဘယ်တော့မှမရှုံးမနဲ့အောင်မြင်မှုရနေတယ်ဆရာထက်ဆိုတဲ့ပုဂ္ဂိုလ်တရားအကြောင်းမျှဝေပေးခြင်းပါတယ်အကျေဖတ်ရှင်ရင်တော့ကျွန်တော်ရေးတယ်နှလုံးသားလှသူတို့လျှောက်သောလမ်းစာအုပ်မှာဖတ်နိုင်ပါတယ်အဲဆရာထက်ဖုန်းလေးလည်းပေးပါမယ်ဆရာထက်ဖုန်းနံပါတ်က399 459 3683ပါ ။ဘာကြောင့်လဲဆိုတော့သူ့ရှိမှာရေရရာခြေဓာတ်တို့ဘေးရင်မေးဓာတ်တို့အကျောပြင်ဓာတ်တို့ချိန်ထိုးဓာတ်တို့ကိုဒါအားပေးနိုင်လို့ပါ။အဲ့တော့ဆရာတက်ဟာငယ်ငယ်တည်းကမျက်စိအမြင်ကွယ်ခဲ့တာပါ။ဒါပေမဲ့ဘဝကိုအရှုံးမပေးခဲ့ပါဘူး။အဲ့ဒီမျက်စိအမြင်ကွယ်တဲ့ကြားတဲ့ကပဲဘေးရင်ပညာလဲပင်နဲ့တက်ပါတယ်။အခုဘေးရင်လဲဟောပေးပါတယ်။ ဓာတ်ရိုက်တက်စင်ရေတရာလည်းတင်နေတက်ပါတယ်အခုဓာတ်ရိုက်တက်စင်လည်းလုတ်ပေးပါတယ်သူ့ဖုန်းနံပါတ်ကိုဆက်ပြီးတော့ဒါအားပေးလို့ရပါတယ်နောက်အကျောပြင်ပညာလည်းတက်ပါတယ်ဒါကြောင့်အညောင်းညာအကြိုက်ခဲလေဖြတ်တာကစားအကျောလည်းပြင်ပေးပါတယ်နောက်ချိန်လည်းထိုးပါတယ်ခုံတွေပါတယ်မှာချိန်ထိုးပညာလည်းတက်ပါတယ်အဲ့ဒါသူ ਨੇ ဘဝတူလို့ရေဆက်ဖြည့်မဲ့ရေဆက် ဆုံတဲ့သူကတော့ဒါမချောစုဆိုတဲ့မျိုးသမီးလေးဖြစ်ပါတယ်။အဲ့မျိုးသမီးလေးကတော့ဒါအဲခြေတော့တစ်ဖက်မရှိကြပါဘူး။အဲ့တော့သူဟာမျက်စိဆုံးတော့လေဘဝအရှုံးမပေးခဲ့ပါဘူး။ဘဝလည်းမဆုံးခဲ့ပါဘူး။အခုဆိုရင်အဲ့လိုပုဂ္ဂိုလ်ကိုဆရာလည်းအားပေးခြင်းနဲ့အနေနဲ့အခုမရှိမရှိမဲ့ကြာဆရာကလူ့ဘဝမှာစာအုပ်လေးနဲ့ရက်တရားဝင်မဲ့လို့စာအုပ်ထုံးမဲ့ငွေလေးနဲ့အဲ့ဒါ သိန်း40ကျန်40ကျော်တန်းမြေခွက်လေးဝယ်ပေးထားပါတယ်အခုအဲ့မြေခွက်လေးကိုရောင်းချပြီးတော့သူတို့ကအိမ်နဲ့ခြံပါတဲ့ဟာလေးဝယ်ပြီးတော့ပြင်းဦးလင်မှာအဲ့ဒါဘေးရင်ဟောပါတယ်အဒရိုက်တက်စင်ရေတရားလုတ်ပေးပါတယ်အကျောပြင်ပါတယ်နောက်ကျိန်လဲထိုးပါတယ်အဲကြောင့်ဘဝဆိုတာကိုကအရှုံးပေးမှရှုံးတာပါမျက်စိအဆုံးဆိုတာလည်းမဆုံးပါဘူး။ဒါကြောင့်ဘဝကိုအရှုံးမပေးဘဲနဲ့အောင်မြင်မှုရတဲ့မိတ်ဆွေများရှိကြပါစေ။